ယောဂီတွေကယခုလုံးနေတဲ့လုပ်ငန်းခွင်ကတော့ဘုရားရဲ့အလိုတော်ကြဖြစ်တဲ့မဂ္ဂင်၈ပါးကျင့်စဉ်တရားကိုလုပ်နေတာအဲဒီတော့နောက်ဆုံးလည်းပဲဘုရားကပြိဋိဘံသံဃာနည်းချိန်ခါမှာလည်းပဲဒီမဂ္ဂင်၈ပါးကိုပဲအဓိကပြောသွားတယ်မဂ္ဂင်၈ပါးဆိုတာကသီလကိုအခြေခံထားပြီးတော့ သီလဆိုတာသီလကိုအခြေခံထားပြီးတော့လူတွေလည်းပဲ၅ပါးသီလ၈ပါးသီလ၁ပါးသီလအဲဒီတော့ယဟန်1 2 9တွင်တိခါဘုစသည်ဖြင့်ဒီသီလပေါ့အဲဒီတော့သီလရဲ့သမာဓိရဲ့ပညာရဲ့ဒီလိုမျိုးရှိရပေါ့လေစေတဝိသုဒ္ဓိကတိုင်း၁၀ပါးသမာပတ်၈ပါးသဥပ္ပဇာရအထသမာပတ်တိရော ဥပ္ပဇာရသမာဓိနေတဲ့ဘောကတိုင်း၁၀ပါးသမာဘ၈ပါးသတိဖြင့်ဒီဥစ္စာတွေကတော့စိတ်တော်ဝိသုဒ္ဓိဆိုတဲ့သမာဓိသမထပိုင်းလုပ်ငန်းရအဲ့ဒီသမာဓိစိတ်တော်ဝိသုဒ္ဓိဆိုတဲ့လုပ်ငန်းရမှာလည်းပဲသူကပညာပါရီနတ္တိဇာနာအပညာတာပညာနတ္တိအဇာယတောသတိဖြင့်ပညာမရှိဇာမရှိဘူးတဲ့ ပညာမရှိရင်တမာတိကိုမဖြစ်တာတမာတိမဖြစ်ရင်ဇာလည်းမရှိဘူးဇာမရှိတဲ့ပုဂ္ဂိုလ်ဟာနောက်ထာယုတ်တရားနံတရားဆိုတဲ့ဒုက္ခသစ္စာဓမ္မကိုသိလို့တဲ့ပညာရက်တွေသမုဒိယသစ္စာဓမ္မကိုသိလို့တဲ့ပညာရက်တွေအဲ့ဒီဒုက္ခသစ္စာသမုဒိယသစ္စာနဲ့ဆက်လင်းနေတဲ့ပညာရက်တွေထပ်ပြီးတော့မဖြစ်ပေါ်လာအောင်ဘာကြောင့်လဲတမာတိမရှိလို့ဒီလိုမျိုးသွားတာပေါ့နော် ။အဲဒီတော့ယုံနံဓမ္မသင်္ကာရတရားဒုက္ခသစ္စာဓမ္မသမုဒယသစ္စာဓမ္မနှစ်ပါးမှဒီပညာဆိုရင်မရှိထားဘူးဆိုလို့ရှိရင်ဝိပဿနာပညာတွေလည်းမလာဘူးဝိပဿနာပညာတွေမရှိရင်လည်းမဲ့ပညာဘူပညာတွေလည်းမလာဘူးပေါ့။အဲဒီတော့မဂ်ကင်ရှိပါမှသီလသမာဓိပညာပညာအရာကတော့တော်တော်များများကတော့ ယောကမထာနံကမထာဒိဋ္ဌိဝိသုဒ္ဓိကင်္ခာဝိတရဏဝိသုဒ္ဓိစသည်ဖြင့်မဂ္ဂမဂ္ဂညာနာတဒနာဝိသုဒ္ဓိဓာရီကိုပဲပညာဆိုပြီးတော့ယူကြတယ်အမှန်မှာကတော့ပညာကတော့နေရာတကာမှာထောက်စီအောင်သူပါနေတယ်အဓိကတော့သမာဓိပိုင်းသမာဓိရှိမှဉာဏ်နဲ့ပညာတွေကလည်းရှိနိုင်တော့ သမာဓိဆိုတဲ့လုပ်ငန်းရက်ကလည်းဟိုယုံနာဓမ္မသင်္ခါရတရားဆိုတဲ့ပညာရက်တင်တက်ကိုသူလည်းပဲနဲ့နေတဲ့အထင်မှာပါတယ်သင်ယူရတာယခုယောဂီတွေကြည့်ဖို့ဒီအာနာပါနကမ္မတာဘာသာရက်တကုကိုသွားနေတဲ့နေရာမှာတော်တော်လေးတတ်သိနာလည်အောင်သင်ယူနေရတယ်သင်ပေးနေရတာဖြစ်ဒီအတွက်ကြောင့်ပညာတွေများကြီးထည့်ထားတယ်အကုန်လုံးဒါကြောင့်မို့လို့ အဲ့ဒီတော့သီလသမာဓိပညာဆိုတာကတော့မဂ်ရှင်၈ပါးထဲမှာသီလအုပ်စုသမာဓိအုပ်စုပညာအုပ်စုဆိုတော့လောကသစ္စာသမုဒိယသစ္စာဒီနှစ်ပါးသိပြီဆိုဝိပဿနာ ဖြစ်လာပြီဒါပညာတွေပေါ့မဂ်ပညာဖုပညာမဉ္ဉံဖုဉ္ဉဝိပဿနာဉာဏ်တို့ရဲ့အဆုံးပါဒါကြောင့်သာသနာရဲ့အနှစ်သာရဟာအဓိကတော့မဂ်ရှင်၈ပါးကျင့်စဉ်တရားကိုပဲဗုဒ္ဓကအဓိကညှို့တဲ့သဘောရှိတယ် နောက်ဆုံးကုသိဏာယုံပြေမှာပြိဋိဌံပြိဋိဌံဆံတော့မေမကြခင်အတွင်းမှာအဲ့ဒီတော့နောက်ဆုံးပရဘိုက်ဖြစ်တည်နော်အဲ့ဒီတော့ပရဘိုက်ဆိုတဲ့ဒုဗ္ဗတာပရဘိုက်ပေါ့ဒုဗ္ဗတာပရဘိုက်ကိုနောက်ဆုံးဗုဒ္ဓရေနောက်ဆုံးအပြည့်သာမကအဖြစ်ဖြစ်ဒီမဂ်ကင်ရှိပါခြင်းစဉ်တရားကိုအတုံးနှုံးကိုတုံးပြီးတော့ မြတ်စွာဘုရားနောက်ဆုံးတပည့်တာဝကအဖြစ်ရရှိတယ်နော်အဲ့ဒီတော့ကောသိနာယံပြည်မှာမြတ်စွာဘုရားပရိနိဗ္ဗာန်စံဖို့ရန်အတွက်ကောသိနာယံပြည်မှာမြတ်စွာဘုရားရွေးချယ်တယ်ပထမဦးဆုံးတော့မာလာမင်းတို့အဖို့မြော်ခံတယ်တရားဟောမယ်ပေါ်လီအဲ့ဒီတော့ရှင်အနန္ဒာလည်းပဲမာလာမင်းမျိုးတွေကလည်းများတော့အနှဲ့ကြအနှဲ့ကြ နောက်ဆုံးတော့လည်းပဲတူရတူရစုပေါင်းပြီးတော့အချိန်ကိုငဲ့ပြီးတော့ဒီလိုမျိုးခွင့်ပြုပေးရစီမံပေးရတယ်။အဲ့ဒီအချိန်ကမှလည်းပဲခုနသုဘတာပရပိုင်းအရှင်မကတ္တဗာနောက်မှပါလာတဲ့ဒီသုဘတာပရပိုင်းတော့မဟုတ်ဘူး။ဘုရားပြိနိဗ္ဗာန်စာပြီးငါတို့လွတ်လပ်စွာနေလို့ရပြီဆိုပြောတဲ့သုဘတာပရပိုင်းတော့မဟုတ်ဘူးပေါ့နော်။ဒီသုဘဒပရပိုက်ကတော့တစ်ချိန်ဘုရားတဆူပြီးလက်ထက်မှာတတိယကျွဲ့ပုံနှံမျိုးတွေက ီသူပတာပရပိုက်ဒီဒီသူပတာပရပိုက်ကသူကတော့အဝတ်ဝတ်တဲ့သူပတာပရပိုက်တချို့ကတော့ဒီအဝတ်မဝတ်တာတွေရှိကြတယ်နော်အဲ့ဒီတော့သူကတော့ဗုဒ္ဓရဲ့ဗုဒ္ဓနဲ့လည်းရှင်ပြန်ဂိုင်းတွေရှိတယ်ဒါပေမဲ့ဗုဒ္ဓရဲ့တပည့်သာဘကမဟုတ်သေးဘူးဂိုင်းဆရာတွေရှိကြတယ်ကိုင်းဆရာ6ဦးဆိုတာရှိကြတယ်ဘုသူတို့တွေကလည်းအယူဝါဒတွေကိုတီထွင်ကြတယ်ကိုင်းဆရာတွေသူတို့ကိုသူတို့လည်းပဲ သဗ္ဗညုရဉာဏ်တွေကိုရကြတယ်ဆိုပြီးသူတို့လည်းပဲတပြေးတာဘောကတွေအများကြီးရှိကြတယ်ပေါ့သူလည်းအဲ့ထင်မှာပါတယ်ဒီသုဘတာပရဘိုက်ကအဲ့ဒီတော့မြတ်စွာဘုရားကပရိနိဗ္ဗာန်ဆံတော်မယ်ပေါ့ဒီညဥပမာဆိုကြဆိုဒီညဆိုတာကတော့ဘိုလ်ချိန်ခါတုန်းကပေါ့နော်အဲ့ဒီတော့သူရခိုင်းဆရာတွေကလည်းပြောထားတယ်ဂေါရမဗုဒ္ဓဟာဒီနေ့နော် ပစ္စည်းမယံနောက်ဆုံးချိန်လောက်မှာပရိနိဗ္ဗာန်စမယ်ဆိုတာသူကကြာသိထားတာကြာသိထားတဲ့အခါကျတော့ဟောမန္တမင်းတို့လည်းပဲမြတ်စွာဘုရားကိုဖူးထွေးပြီးတဲ့အခါကျတော့ဒီသုဘဒပရဘိုက်ကလည်းပဲမြတ်စွာဘုရားထံကိုဝင်มาပို့မြတ်စွာဘုရားထံကိုဝင်ဖို့ရန်အတွက်ခဗျာကရတုတ်ကြီးတုတ်ပြပို့လीဒါမြန်မာပြည်ပြောတဲ့စကားပို့အဲ့ဒါဟို ခမမြန်လေးလာတယ်ဗောလေဒီလိုမျိုးလေးဗောဟလားအဲရောဇေနာရှင်အနန္ဒာကိုပြောတယ်ရှင်အနန္ဒာမြတ်စွာဘုရားဒီနေ့ပိစိမာယံမှာပရိနိဗ္ဗာန်ပရိနိဗ္ဗာန်သံမြင်လို့ပြောတယ်အဲဒီတော့မြတ်စွာဘုရားကိုဖူးတွေ့ခြင်းနဲ့သူအသိဉာဏ်မရှင်းတာတန်တရားရှိတာလေးမြတ်စွာဘုရားကိုမေးခြင်းနဲ့ အဲ့တော့မြတ်စွာဘုရားကိုမေးလိုက်ရင် သူ့ရဲ့တန်တရားကိုမြတ်စွာဘုရားဖြေဖြောင်းနိုင်လိမ့်မယ်သူ့ကိုတရားကောင်းကြီးဟောလိမ့်မယ်ယုံကြည်တယ်အဲ့ဒီတော့ဗုဒ္ဓကိုလည်းပဲဖူးတွေ့ဖို့ရန်တွင်အင်မတန်မှခက်ခဲစသည်ဖြင့်အဲ့ဒီတော့အရှင်အနန္ဒာကဒီသူပါဒပရပိုက်ကိုပြောတယ်သူပါဒပရပိုက် မြတ်စွာဘုရားပင်ပန်းနေတယ်မြတ်စွာဘုရားကိုတွေ့ခွင့်မပေးနိုင်ဘူးမိကုန်နေအများကြီးမေးမယ်ဆိုရင်မြတ်စွာဘုရားပင်ပန်းလိမ့်မယ်ပရိနိဗ္ဗာန်ဆံဖို့ယခုလည်းမန္လာမင်းတို့ဘုရားဟောရတာနဲ့ပြောရတာနဲ့ကိုပင်ပန်းနေတဲ့သဘောရှိရပေါ့လေအဲ့ဒီတော့သူမေးရင်လည်းပဲမိကုန်နေရလည်းပဲအရှိကြီးမေးနေမြတ်စွာဘုရားပင်ပန်းလိမ့်မယ်ဒါကြောင့်အရှင်အနန္ဒာလုံးဝတာဝန်ရှိတာ နာဘောရှိတဲ့အခါကျတော့ခွင့်မပြုနိုင်ဘူးဆိုတော့အဲ့ဒီမှာနှစ်ကြိမ်လျှောက်တယ်ခွင့်မပြုနိုင်ဘူးသုံးကြိမ်လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအချိန်တိုင်းအချိန်တိုင်းကြားနေပါလေကြားနေပေမဲ့သုံးကြိမ်ဆိုတဲ့အခါကျတော့မြတ်စွာဘုရားအထက်ရလည်းကြားနေတော့အနန္တတဲ့သုဘတာပရပိုက်ကိုခွင့်ပြုလိုက်တဲ့ငါဘုရားပင်မအောင်သူမေးမှာမဟုတ်ဘူးတဲ့ အဲဒီတော့မြတ်စွာဘုရားခွင့်ပြုလိုက်တဲ့ခါကျတော့အရှင်အာနန္ဒာကသုဘာဒဗရပိုင်ကိုဘာရှင်သုဘာဒဗရပိုင်တင်းကိုမြတ်စွာဘုရားခွင့်ပြုပြီအဲဒီတော့သွားတော့သွားတော့ဆိုတာအဲဒီတော့မြတ်စွာဘုရားထံရောက်မြတ်စွာဘုရားထံရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုသူမေးတယ်မြတ်စွာဘုရားအချို့ချို့သောသမဏဗြဟ္မဏအမိခံနဲ့ဂိုင်း ဆရာမရှိတယ်တဲ့အဲ့ဒီဂိုင်းဆရာဂိုင်းဆရာ6ခုအဲ့ဒီဂိုင်းဆရာ6ခုကြောင်းတော့မပြောတော့ဘူးနာမည်အကုန်ပြည့်စုံမရဘူးအဲ့ဒီတော့အဲ့ဒီဂိုင်းဆရာတွေကပေါ့လေသူတို့သိထားတဲ့တရားတွေကသူတို့သိထားတဲ့အတိုင်ဟုတ်ရောဟုတ်ပါ ဟုတ်ပါလားပေါ့သူတို့သိထားတဲ့တရားတွေက မဟုတ်ဘူးလားပေါ့ သူတို့ရဲ့တပည့်တော်ဘကတွေကလည်းပဲတရားထုတရားမြတ်ရကြတယ်ဆိုတာဟုတ်ပါရဲ့လားပေါ့သူတို့ကလည်းသဗ္ဗညုတဉာဏ်ကိုရရှိကြတယ်ဆိုတာဟုတ်ရောဟုတ်ပါလားဒါမှမဟုတ်မဟုတ်ဘူးလားဒီလိုမျိုးတော့မြတ်စွာဘုရားကသွားမေးတော့အဲမြတ်စွာဘုရားကလည်းပဲဒီချိန်ခါမှာအကုန်လုံးပြောနေဖို့အချိန်ကလည်းမရတော့သုဘဒ္ဒပရပိုင်အဲ့ဒါဒီမေးမနေနဲ့တော့ထားလိုက်တော့ အဲ့တော့မြတ်စွာဘုရားကသုဘဒဘရဝိုက်အကျဉ်းသာသနာတော်၌တဲ့အကျဉ်းသာသနာတော်၌ဆိုတာကအခြားခြားသောအချုပ်အဆုံးမှရှိတဲ့သာသနာတော်၌ဆိုတာအဲ့ဒီဂိုင်းစရာတွေမှာအဆုံးမှသူလည်းသူ့အဆုံးမှနဲ့သူ့သာသနာဆိုတာရှိရပေါ့လေအဲ့ဒီအဆုံးမှရှိတဲ့သာသနာမှာတဲ့မဂ္ဂင်၈ပါးကျင့်စဉ်တရားတွေကရှိမယ်ဆိုလို့ရှိရင် မဂ္ဂင်၈ပါးခြင်းစဉ်တရားရှိမည်ဆိုရင်အဲ့ဒီသာသနာအဲ့ဒီအဆုံးမအောက်မှာရှိနေတဲ့အပြိနာဝကတွေမှာသောတာပန်ပုဂ္ဂိုလ်လည်းမစိတ်သုံးဘူးတဲ့။တကယ်ကံပုဂ္ဂိုလ်လည်းမစိတ်သုံးဘူး။အနာကံပုဂ္ဂိုလ်လည်းမစိတ်သုံးဘူး။ယဟန္တာပုဂ္ဂိုလ်လည်းမစိတ်သုံးဘူး။အကျဉ်းသာသနာ၌အဆုံးမရှိတဲ့အကျဉ်းသာသနာ၌ဘယ်ကိုင်းမဖြစ်ဖြစ်ပေါ့။ မဂ္ဂင်၈ပါးခြင်းစဉ်တရားသည်မရှိဘူးသီလသမာဓိပညာစနစ်တကျအဲဒီတော့သီလသမာဓိပညာပြည့်နေတဲ့မဂ္ဂင်၈ပါးခြင်းစဉ်တရားမရှိဘူးဆိုရင် သောတာပန်ပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးတဲ့နိုင်ငံကံပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးနာဂံပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးယဟန္တာပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးဒါကတော့ဘုရားရှင်လက်ထက်မှာဘုရားရှင် ਨੇ ရှင်ပြိုင်ခိုင်းဖြစ်တယ်သူတို့လည်းဖျားပါပဲသူတို့လည်းသဗ္ဗညုတံဉာဏ်ကိုရပါတယ်ဆိုတဲ့ခိုင်းကွဲတွေပေါ့အဲအဲ့ဒီတော့အဲ့ဒီလိုမျိုးမြတ်စွာဘုရားကဒီသုဘရပရပိုက်ကို မဂ္ဂင်၈ပါးကျင့်စဉ်တရားသည်အဓိကကြပြေမဂ္ဂင်၈ပါးရှိတဲ့အဆုံးမသာသနာသည်သောတာပန်တဂရဂံအနာဂံစိတ်သုံးမူယဟန္တာစိတ်သုံးမူမဂ္ဂင်၈ပါးကျင့်စဉ်တရားမရှိတဲ့အဆုံးမသာသနာသည်တဲ့သောတာပန်တဂရဂံအနာဂံယဟန္တာမရှိနိုင်ဘူးဆိုတော့ သူနေထိုင်ခဲ့တဲ့သူသင်ယူခဲ့တဲ့ဆင်းရဲရဲ့ဓမ္မသီလသမာဓိပညာဆိုတဲ့မဂ်ကိရှိပါခြင်းစဉ်တရားမရှိဘူးဆိုတာသူ့ရဲ့တဏ္ဍာငါလည်းဘာမှမဟုတ်သေးဘူးသူ့ရဲ့ဆရာတွေလည်းဘာမှမဟုတ်သေးကျန်တဲ့တပည့်တာဝကတွေလည်းဘာမှမဟုတ်သေးဘူးဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီချိန်ကမှမြတ်စွာဘုရားထံမှာရှင်ယံပြုဖို့ရန်အတွက်ခွင့်ပြုတယ်တဲ့နော်အဲ့ဒီမှာရှင်ရန်ပြုဖို့ရန်အတွက်တောင်းတယ်အဲ့ဒီတော့အရှာနာနာမြတ်စွာဘုရားကအဲ့ဒီမှာ တရဏဂုံနဲ့ရှင်တင်မှုစသည်ဖြင့်သူ့ကိုသာသနာပေါင်းမဲကိုခွင့်ပြုလိုက်တယ်။အဲဒီမှာနောက်ဆုံးတပြေတာဘောကအနေနဲ့သူလည်းပဲမဉ္ဉံဘုံဉ္ဉံရရှိသွားတဲ့သဘောရှိသွားတဲ့နောက်ဆုံးတပြေတာဘောကနော်။အဲဒီတော့မဂ္ဂင်ရှိပါခြင်းစဉ်တရားကိုမဂ္ဂင်ရှိပါခြင်းစဉ်တရားကအဓိကဖြစ်နေတာဖြစ်သည့်အတွက်ကြောင့်တဲ့ ဘယ်ဂိုင်းဘယ်ကနာဘယ်ဂိုင်းကနာတွေပဲဖြစ်ဖြစ်ဘယ်လိုသမဏဗျမဏအမိခံတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ဘယ်လိုအဆုံးအမတွေပဲဖြစ်ဖြစ်ရှိရှိမဂ္ဂင်၈ပါးသည်ဒီကမဂ္ဂင်၈ပါးရှိမှလိုရင်းဖြစ်တဲ့သောတာပတ္တိမဉ္ဇဏ်ဘုံဉာဏ်တကယ်ရဂမိမဉ္ဇဏ်ဘုံဉာဏ်နာဂမိမဉ္ဇဏ်ဘုံဉာဏ်အရဟတမဉ္ဇဏ်ဘုံဉာဏ်ဆိုတာရှိနိုင်တယ်အဲ့ဒီတော့မဂ္ဂင်၈ပါးမရှိဘူးဆိုရင် ဒေါတာပတိမဉ္ဇဏ်ပုံညာလည်းမရှိနိုင်ဘူးမရနိုင်ဘူးသကရဂမိမဉ္ဇဏ်ပုံညာလည်းမရှိနိုင်မရနိုင်ဘူးအနာဂါမိမဉ္ဇဏ်ပုံညာလည်းမရှိနိုင်ဘူးမရနိုင်ဘူးယန္တာပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးမရနိုင်ဘူးတဲ့အဲ့ဒီတော့ဒါတော့ဘုရားရှင်လက်ထက်ကမြတ်ဘုရားရှင်နေတကွာရှင်ပြိုင်နေတဲ့ဂိုင်းကနာရဲ့အကြောင်းပေါ့ ယခုလည်းဘုရားရှင်ရဲ့လက်ထက်မှာဆိုရင်လည်းထုံဤတူပဲဘုရားရှင်ပြိဋိဘံဆံပြီးတဲ့နောက်ပိုင်းမှာဆိုရင်လည်းထေရဝါဒဗုဒ္ဓဘာသာထေရဝါဒဆိုတဲ့သာသနာမှာယခုဗုဒ္ဓမြတ်စွာသာသနာမှာရှိနေတဲ့ဂိုင်းတွေလည်းရှိရဲ့အဲ့ဒီဂိုင်းတွေကဘာတွေလဲဆိုရင်ရွှေကျင်းဆိုတဲ့ဂိုင်းရှိတယ်သူရမဆိုတဲ့ဂိုင်းရှိတယ်ငှက်တွင်းဆိုတဲ့ဂိုင်းရှိတယ် ။ဟာဂိုင်းတွေကအများကြီးအကုန်လုံးတော့မသိဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီဂိုင်းတွေစိတ်မဝင်စားဘူး။အဲ့ဒီတော့အဲ့ဒီဂိုင်းတွေမှလည်းဂိုင်းတွေကလည်းအမည်နာမအပြင်ပေးထားတဲ့နာမည်တစ်ခုပါပဲ။အဲ့ဒီတော့အဲ့ဒီဂိုင်းကနာတွေလည်းရွှေချင်းဆိုလဲရွှေချင်း၊သူရမဆိုလဲသူရမ၊ငှက်တွင်းဆိုလဲငှက်တွင်းပေါ့ဒီစသည်ဖြင့်ပေါ့။ဌာနဲ့ဂိုင်းတွေလည်းရှိကြတာပေါ့နော်။ဥပမာရွှေကျင်ไก่ဆိုတဲ့ရွှေကျင်ไก่မှာလဲထွန်းဤတူပဲ တိလသမารိပညာဖြစ်တဲ့မဂ္ဂရှင်ပါခြင်းစဉ်တရားစီဖြောက်ဖြောက်မမဖြောက်ဖြောက်တန်တန်ဆစ်ဆစ်မှန်မှန်ရှိသလားဖြောက်ဖြောက်မမနဲ့ဆစ်ဆစ်မှန်မှန်ရှိတယ်ဆိုရင်ကျင့်သုံးနေကြမယ်ဆိုရင်သောတပန်ပုဂ္ဂိုလ်လည်းမစိတ်သုံးမှုသကရကံပုဂ္ဂိုလ်လည်းမစိတ်သုံးမှုအနာဂံယန္တာပုဂ္ဂိုလ်လည်းမစိတ်သုံးမှုအဲ့ဒီရွှေကျင်ခိုင်းအဖွဲ့မှလည်းပဲ မဂ္ဂင်ရှိပါခြင်းစဉ်တရားမကျင့်ဘူးသီလသမာဓိပညာကိုမကျင့်ဘူးဖဲထားမယ်ကျန်တဲ့ကိစ္စတွေပဲလုပ်မယ်ဆိုရင်အဲ့ဒီရွှေခြင်းကိုင်းမှာသောတာပန်ပုဂ္ဂိုလ်လည်းမရှိဘူးတဂရကံပုဂ္ဂိုလ်လည်းမရှိဘူးနာဂံပုဂ္ဂိုလ်လည်းမရှိဘူးယန္တာပုဂ္ဂိုလ်လည်းမရှိဘူးတဲ့နောက်တစ်ခုသုရမခိုင်းမှာလည်းထိုနည်းတူပဲတဲ့မဂ္ဂင်ရှိပါခြင်းစဉ်တရားရှိသလားတဲ့သီလသမာဓိပညာသီလကို စနစ်တကျတယုတ်တည်းကျင့်သုံးသလားမကျင့်သုံးဘူးလား အာသမာရိစင်မှန်တဲ့ဗုဒ္ဓပြောတဲ့သမာဓိကိုရှိသလားမရှိသလားကျင့်သုံးသလားမကျင့်သုံးဘူးလားပညာရတဲ့ယုံနာဓမ္မသင်္ကာရတရားဒုက္ခသစ္စာဓမ္မသမုဒိယသစ္စာဓမ္မကိုပုံမှန်စနစ်တကျသိပြီလားမသိသေးဘူးလားမသိသေးရင်ဝိပဿနာမဖြစ်သေးဘူးစသည်ဖြင့်သူရမခိုင်းမှလည်းပဲသီလသမာဓိပညာဖြစ်တဲ့မဂ်ကင်ရှင်းပါဖျက်ပြောင်းတန်တန်မကျင့်သုံးဘူးလားမကျင့်သုံးမှုမရှိဘူးဆိုလို့ရှိရင်သူရမခိုင်းမှလည်းသောတာပန်ပုဂ္ဂိုလ်သည် မရှိနိုင်ဘူးသောတာပန်ဘုံတကယ်ရကံပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးနာဂံပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးယန္တာပုဂ္ဂိုလ်လည်းမရှိနိုင်ဘူးအဲ့ဒီသူတို့မှာအတိုင်းမှာသီလသမารီပညာကိုဖြောင်ဖြောင်တန်းတန်းကိုစစ်စစ်မှန်မှန်နဲ့ရှိနေကြရတယ်ကျင့်သုံးနေကြရတယ်ဆိုရင်သူတို့မှာအတိုင်းမှာလည်းသောတာပန်ပုဂ္ဂိုလ်ဒီမစိတ်သုံးနိုင်ဘူးတကယ်ရကံပုဂ္ဂိုလ်လည်းမစုံသုံးနိုင်ဘူးအနာဂံပုဂ္ဂိုလ်လည်းမစိတ်သုံးနိုင်ဘူး ဆိုလိုရင်းကတော့မဂ္ဂင်ရှင်ပါကျင့်စဉ်တရားသည်နောက်ဆုံးပြိဋိဘံဆံဃာနီးမှာအဓိကကြတာကိုပဲအဓိကထားပြီးပြောသွားတယ်လို့ဒါဒါတွေကိုနားလည်ထားဖို့လိုအပ်တယ်เนาะအဲ့ဒီချိန်ကမှလည်းဘုဟုသုတအနေနဲ့ဒီသုဘာရပရဘိုက်ကနောက်ဆုံးပြိဋိဘံဆံဃာနီးမှာဘာကြောင့်ရောက်လာတာ55ဝါကာလပတ်လုံးမြတ်စွာဘုရားသာသနာပြုနေတဲ့အချိန်ကမှဘာကြောင့်မရောက်လာမှာပြိဋိဘံဆံဃာနီးမှာရောက်လာတာလေဆိုတော့ သူလည်းပဲအဓိပ္ပာယ်ရှိနေတယ်အဲ့ဒီကသူ့ရဲ့အကြောင်းအထောက်ပံ့တွေကဘာတွေလဲဆိုတော့တစ်ချိန်တဆူတော့ဘုရားရှင်ရဲ့လက်ထက်မှာသူတို့ရဲ့ပုံနှမ်းမျိုးပုံနှမ်းတဲ့ကျွေတွေပေါ့သူတို့ရဲ့ညီကိုနှစ်ယောက်ရှိတယ်ညီကိုနှစ်ယောက်ရှိတဲ့ခါကျတော့သူတို့ကလဲလုံးကြတယ်ပေါ့လဲလုံးကြတာဖြစ်သည့်အတွက်ကြောင့်မိဘရဲ့အမွေဆိုင်ညီခွက်ရှိပေါ့ဗဏ္ဍေကရှိတယ်ဆိုတာတော့မသိဘူး ဆိုကြဆိုဆေကရှိတယ်ဆိုကြဆိုဟလန်အဲ့ဒီတော့ညီကိုနှစ်ယောက်ရှိနေတော့အကိုဖြစ်သူကတော့တရားတရားကတော့ထက်တန်နေအဲ့ဒီဘုရားရှင်လက်ထက်တဆူတော့ဘုရားရှင်ရဲ့လက်ထက်မှာအလူဒါနပြုဖို့ရန်အတွက်လဲသမားတွေဖြစ်သည်အတွက်ကြောင့်ဒီယခုလိုမိုးရွာတဲ့အချိန်ခါဆိုရင်ပြုပင်နေပြိုးချတာရှိတယ် လေလုံငန်းကိုစလို့ရတော့မယ်ဆိုရင်တဲ့ဘယ်လုံငန်းကစလို့ပါတာလဲအဲ့ဒီတော့စဘာကိုကျဲဖို့ရန်အတွက်ဟိုကောက်ပင်တွေကောက်ပြိုးပင်တွေကိုရဖို့ရန်အတွက်စပြီးတော့စဘာကျဲရတဲ့လုပ်ငန်းတွေအဲဒါမျိုးတွေလုပ်ရတာအဆင့်60ဆင့်ရှိတယ်ပေါ့အဲ့ဒီအဆင့်60ဆင့်မှာအဲ့ဒီတော့စတင်ပြီးတော့ သူညီကိုညီဖြစ်သူကိုသူကတော့တိုင်ပင်တယ်ပေါ့အညီမတို့နှစ်စင်နေမြဒီလဲဆိုင်တဲ့လုပ်ငန်းတွင်နေမှာကောင်းမှုကုသိုလ်ပြုတဲ့အလုပ်တွေမရှိဘူးယခုတော့ကောင်းမှုကုသိုလ်ပြုတဲ့အလုပ်တွေကိုလုပ်ကြစို့အဲ့ညီဖြစ်သူကတော့ဘာလုပ်တွေလုပ်မှလဲကိုဒီလိုမျိုးမေးလိုက်တဲ့အခါကျတော့ယခုလို့တဲ့ဒီပြိုးပင်တွေကိုရဖို့ရန်အတွက်ကောက်စဘာတွေစဘာပင်တွေပြိုးပင်တွေကို ပြိုးကျင်းမြင့်အချိန်ခါမှာတဲ့ ကောင်းဦးအနေနဲ့ဒီစဘာတွေကိုအုပ်ဥပြန်းအနေနဲ့ဆံအဖြစ်ပြုလုပ်ပြီးမြတ်စွာဘုရားကိုဆွမ်းဥလှူဖို့ဒါကတစ်ချက်နောက်တစ်ချက်ကတော့ပြိုးပင်တွေပြိုးချပြီးတဲ့ခါကြလို့ရှိရင်ကောက်ပြိုးချပြီးတဲ့အချိန်ခါကြလို့ရှိရင်စဘာပင်မှာစဘာတွေကနည်းနည်းရင့်ကျက်လာပြီးဆိုလို့ရှိရင်စဘာစိတ်ကလေးတွေစဖြစ်လာပြီးဆိုရင်ကောက်နို့ကလေးတွေ စဘာပဲမှာဒီဆံမဖြစ်ခင်မှာနှုတ်ရည်လေးတွေတင်တာရှိအဲ့ဒီကောက်နှုတ်လေးတွေအဲ့ဒီစဘာနှုတ်လေးတွေကို ဖောက်ထုတ်ပြီးတော့တင်လဲပြတော့ပြီးရောစပ်ပြီးတော့မြတ်စွာဘုရားကိုလှူမယ်ဒီလိုမျိုးတွေပေါ့အဲ့ဒီမှာပဲညီဖြစ်သူကသဘောမတူဖြစ်ဘာသဘောမတူလဲဆိုတော့စဘာပင်ငယ်လေးတွေကိုဖြတ်စည်းရရောက်တယ်ဒါတော့မလုပ်ပါနဲ့ အဲ့ဒီတော့ကိုဖြစ်သူကလည်းပဲငါညီတော်သဘောမတူဘူးထင်နေဆိုပြီးတော့အဲ့ဒီတော့ဒါဆိုရင်ဒီလိုလုံးဆိုတဲ့လေကိုတဝက်ခွဲပြီးတော့ငါညီကတဝက်လို့အကိုကတဝက်လို့ပဲအဲ့သဘောတူလိုက်ကြအဲ့ဒီတော့အကိုဖြစ်သူကစဘာပင်နေမှာစဘာတွေစပြီးတော့ဆံမတဲခင်လေးမှာဆံမဖြစ်ခင်လေးမှာသူကနိုးရည်လေးတွေတဲတဲ့ချိန်ခါမှာ မြတ်စွာဘုရားကိုလှူဒန်းဖို့ရန်အတွက်သူကအဲ့ဒီကောင်းတော်လေးတွေဖောက်ပြီးတော့ရာရည်တင်လေတော့နဲ့ရောဆက်ပြီးတော့လှူဒန်းနေအဲ့ဒီတော့ဇမားကနည်းနည်းရင်းလာတော့မုတ်ဆန်းပြုတ်လို့လို့ရပြီလားအဲ့ဒီတော့မုတ်ဆန်းရပြီဆိုရင်လည်းမုတ်ဆန်းပြုတ်လို့ပြီးတော့လှူဒန်းနေအဲ့ဒီတော့အဲ့ဒီတော့ မုတ်ဆန်းလှုပ်လို့ရတာတော့ကောင်းညင်းလို့ပါတော့ပေါ့လေနော်ယခုတော့ထိုကိတ္တကကာလတော့ကတော့တို့စဘာပင်တွေကတော့ကောင်းညင်းလို့မျိုးပဲအနှစ်သာရအစီနှစ်တွေပြည့်စုံတာနဲ့တူတယ်ဟဟလာအဲ့ဒီတော့မုတ်ဆန်းပြုလုပ်လို့ရတဲ့အချိန်ခါမှာလည်းပဲမုတ်ဆန်းထောင်းပြီးတော့မုတ်ဆန်းဆွမ်းအဖြစ်လူတန်းချင်းအဲ့ဒီတော့စဘာတွေရင်းကျက်လာလို့စဘာတွေက အနှစ်သာရပြည့်လာပြီဆိုရင်စဘာပင်တွေကနိုင်သွား ဘာကြောင့်လဲဆိုတော့အနှစ်သာရတွေပြည်လာတော့လေးလံလာတော့စပားတွေငိုင်းအဲ့ဒီတော့လေသမားတွေအားသိတယ်စပားတွေရောငိုင်းပြီးရိတ်လို့ရတော့မယ်စပားတွေလည်းဝါနေပုံပြီးအဲ့ဒီအချိန်ခါမှာအဲ့ဒီတော့ယခုလိုမျိုးဆက်တွေမပေါ်တဲ့အချိန်ခါတော့အဲ့ဒီစပားတွေကိုရိတ်တော့မယ်ဆိုရင်ဝါအရှိကြီးနဲ့လိုက်ဖိရတယ် အဲ့ဒီဝါချိန်နဲ့ပြည့်တဲ့စဘာပင်ကလဲသွားပြီဆိုရင်အဲ့ဒီစဘာပင်ကိုဒီလိုမျိုးသဇင်နဲ့ဒီလိုယူရတာဆုတ်ရတာလွယ်ကူတဲ့သဘောရှိအဲ့ဒီတော့စဘာရိတ်လို့ရပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒီစဘာရိတ်နဲ့အိုးအဖျားဖြစ်တဲ့စဘာကိုလက်နဲ့ဒီလိုဆွဲဆုလိုက်ပြီဆိုလို့ရှိရင်လည်းပဲစဘာတွေက ထိုခေထိုခါကာလတော်ဟာဇဘာတွေယခုလိုမျိုးဓာမြင့်ဩဇာတွေကျွေးစရာလည်းမလိုမြေစီမြင့်နှစ်တွေလည်းကောင်းတော့ဇဘာတပင်တပင်မှာဆိုလို့ရှိရင်တော့သူဟာဇဘာတွေကအကုန်လုံးပြည့်နှက်ပြီးတော့အနှစ်သာရပြည့်ဒီလိုလက်တဆုပ်ဆုပ်လိုက်မယ်ဆိုလို့ရှိရင်ဇဘာတွေအများကြီးပါမယ်ဒီလိုရိမ့်လိုက်တယ်ဆိုအိုးချာရတဲ့ဇဘာမှဖြစ်ပေါ်လာတဲ့ဆန်းကိုလူတန်းချင်းအဲ့ဒီတော့လူတန်းချင်းဆိုတဲ့အလှူဒါန ဲ့ဒါလို့ရိတ်သိမ့်ပြီးရိတ်ပြီးသွားပြီးဆိုရင်လည်းကောင်းလှိုင်းတွေသူ့အစုံနဲ့သူ့ဟာသူစီးလို့ရတဲ့အနေထားလေးတွေပုံနာပုံထားတယ်ကောင်းလှိုင်းစီးတွေအဲ့ဒီတော့ကောင်းလှိုင်းစီးစီးတဲ့အချိန်ခါမှာလည်းပဲစဘာပင်တွေကိုနှစ်ပင်သုံးပင်ဖင်ချင်းကောင်းချင်းဆက်ပြီးတော့ကျိုးဖြစ်လုပ်ပြီးတော့ဒီကောင်းလှိုင်းစီးကိုတစ်ခါစီးရသေးတယ်အဲ့ဒီလိုကောင်းတိုင်းစီစီးလိုက်တဲ့နေရာမှာလဲအိုးဖြာကောင်းတိုင်းစွေးဆိုတဲ့အဥ္ဌာဏ အဲ့ဒီကောင်းလိုင်းစည်းတွေကိုကောက်ဆိုင်ပုံဆိုတာရှိတယ်။တော့ပုံရတယ်။တလင်းပြင်မှာလဲပြင်လဲကွင်းမှာအဲ့ဒီတော့ကောက်ဒီကောက်စပားတွေကိုနေဖို့ရန်အတွက်တလင်းပြင်လို့ရတယ်။အဲ့ဒီနေရာမှာသွားပြီးတော့စပားတွေကိုဒီစပားကောက်လိုင်းစည်းတွေကိုသွားထပ်တယ်။အဲ့ဒီသွားထပ်တဲ့ပုံတဲ့နေရာမှာလဲပြင်အူဖြားနေနဲ့ကောက်ဥဒါနအူဒါနဒီလိုမျိုးအဲ့ဒီစပားတွေကိုလဲပြင် ထင်ချင်းကောင်းချင်းဆိုင်ပြီးဝိုင်းပြီးတော့နွားတွေနဲ့လှဲပြီးတော့စပားတွေကိုခြွေရတယ်။ယခုခေတ်ခါကျတော့ဆက်နဲ့ဆက်နဲ့ခြွေနေကြတယ်ဆက်နဲ့ရိတ်တယ်ဆက်နဲ့ဆိုင်တယ်ကြောင်းလဲမှုတွေဖြစ်ကုန်ပြီနော်။အဲဒီတော့ဒုက္ခဒုက္ခကလာတော့ကတော့အဲဒီလိုစပားပြင်းနေဖို့ဒီလိုမျိုးထင်ချင်းကောင်းချင်းဆိုင်ပြီးတော့နွားတွေဘယ်နှကောင်ရှိလဲဈေးကောင်ရှိလားအကုန်လုံးကြိုးစီပြီးတော့ လူကအလယ်မှာနေပြီးတော့ဒုံးလေးတစ်ချောင်းနဲ့လက်ပန်းပြီးတော့နွားတွေန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 ေကုန်းကြွေကုန်။အဲဒါလိုကြွေကုန်တဲ့အခါကျတော့အဲ့ဒီမှာပြီးသွားပြီဆိုလို့ရှိရင်လည်းပဲတတုပ်ပြီးတတုပ်ပေါ့နော်။အဲ့ဒီမှာစဘာကြီးပဲကြံ့နေပေါ့။ကောက်လိုင်းစီမှဒီလိုဖယ်ထုတ်လိုက်တော့ကောက်ရိုးတွေဖြစ်ကုန်ပေါ့။စဘာကြီးပဲကြံ့တော့ပြီ အဲ့ဒီစဘာတွေကိုလည်းပဲအဲ့တဲ့တွတ်တော်မယ်ဆိုရင်ဒါလည်းပဲအဥဒါနာအဲ့ဒါကိုလည်းအဥကြဆန်းဖြင့်လှူဒန်းခြင်းကြည်တဲကိုသွင်းတော်မယ်ဆိုရင်လည်းပဲကြည်တဲကိုသွားမယ်စဘာအိတ်ဒါအဥပြားဖြင့်လှူဒန်းခြင်းအဲ့ဒီလိုအဥပြားဒါနာတွေကိုပြုလို့လှူဒန်းနေတဲ့အကိုဖြစ်သူက ညီဖြစ်သူကတော့နောက်ဆုံးကြည်တဲ့တွင်တဲ့ခါကြမှာတကြိမ်မဲသူကတော့အလှူဒါနပြုလုပ်ပြီးဟုတ်လားအကိုဖြစ်သူကတော့အဝူဒါနတွေကိုကိုးကြိမ်ပြုလုပ်တာဖြစ်သည့်အတွေ့အကြောင်းတဲ့ယခုဂေါရမဗုဒ္ဓမြတ်စွာဘုရားဖျားဖြစ်တော်တဲ့ဓမ္မစကြာတရားကိုအဝူဖျားနာပြရတဲ့အရှင်ကုန်တင်ညာသူဖြစ်ရတယ် အဲ့ဒီသုဘဒ္ဒဘရပိုက်ကနောက်ဆုံးဗုဒ္ဓရဲ့တပြည့်တာဝကအနေနဲ့သူကနောက်ဆုံးမှာသူကအလှူဒါနာပေးတော့ဗုဒ္ဓနဲ့တွေ့ရတဲ့အခါနောက်ဆုံးမှာပရိနိဗ္ဗာန်ဆံမှသူကတွေ့ရ။ဒါကြောင့်သူ့ရဲ့တရားတရားကအကိုနဲ့ဆိုင်တရားတရားတော်တော်နှုတ်နေတော့ဘောရှိ။ဘုရား55ဝကာလပတ်လုံးသာသနာပြုနေတော့ဘုရားရှင်ရဲ့အရေးအာဝတ္တမှာမခိုရအောင် ဘောဒိဋ္ဌိတွေရဲ့အတိုင်းဝိုင်းတယ်ပေါ့မယ်ကျင်းနေကြစားပြီးအမှားယွင်းတယ်တိလမရှိဘူးတမာတိပညာမရှိတဲ့အတိုင်းဝိုင်းနေမှာပဲကျင်းနေပြီးတော့နေရတယ်နောက်ဆုံးချိန်ကျမှပြိနိဗ္ဗာန်စံမြင့်ညကျမှမြတ်စွာဘုရားနဲ့လာတွေ့အဲ့ဒီတော့မှသူလည်းပဲจุတန်းဝင်ရရှာတယ်ဘုရားရှင်ရဲ့ကြာကြာမတွေ့လိုက်ရဘူးနောက်ဆုံးအဲ့ဒါဘာကွာသွားလဲဆိုတော့အဥဒါနာအနှောင်းဒါ အနာဒီလိုကွာသွားတယ်ဒါဘဝတုတာပေါ့မဟုတ်ဘူးလားအဲ့ဒီတော့သုဘဒဘရဘိုက်ကိုအကြောင်းပြုပြီးတော့ဒါနအကြောင်းလည်းသိရတယ်မက်ကင်ရှင်ပါအရေးကြီးပုံကိုလည်းသိရတယ်ဒါကြောင့်မို့လို့အဲ့ဒီတော့ယောဂီတွေမက်ကင်ရှင်ပါကျင့်စဉ်တရားကိုယခုကျင့်နေရတာဖြစ်သည့်အတွက်ကြောင့်ကြိုးကြိုးစားစားလေးကျင့်ကြတနေ့တထိုင်ရတဲ့မထိုင်အောင်လို့ဟမ် အဲ့နှစ်ထိုင်ရအောင်လုပ်ရမယ်နှစ်ထိုင်ရတဲ့သူကသုံးထိုင်ရအောင်လုပ်ရမယ်အာသုံးထိုင်ထိုင်ရင်တော့အဲ့ဒါရိတ်တာကိုလာခဲ့မှရတော့မယ်အိမ်မှာနေရင်တော့မရတော့ဘူးဘုံမီးကလာတွေ့လိုက်ဒီမီးကလာတွေ့လိုက်ဟမ်အာဟိုသားသမီးကလာတွေ့လိုက်ဒီသားသမီးကလာတွေ့တယ်ဘရော့ဘုံတင်တော့မှလည်းအာဖြူရာနဲ့ဖြူရာပဲအရှိကိုမကြည့်တော့ဘူးအဲဘယ်လိုလုပ်ကြတော့မလဲအခုအဲ့ဒါ

ိဓမ္မေဘုံညာဣဓမ္မေဘုံညာဣဓမ္မေဘုံညာအာသဝကယအာသဝကယဘာတုနာတိရောမဟာဟောတုဘာဟောတုဣဒံမေဘုံညာဣဒံမေဘုံညာဝိဘာနတ္တဝိဘာနတ္တ

ဘေသမံဘေသမံဘုံညဘာကံဘုံညဘာကံသဗ္ဗံတု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 ကဲအလိုဝသက်ရှိကြမှာဘေးရန်ကင်းကွာစိတ်ချမ်းသာ၍လူရင်းဆန္ဒပြေဝကြပါစေ